မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းမှာလေအခုဘာဒီဖြစ်နေလေအထူးသဖြင့်ဂျိုရှွာဇီဇီနဲ့ယော့စ်မတ်ထွိုင်လန်သူတို့အနာဂတ်ဘယ်လိုရှိမလဲဆိုတာလေရထားတဲ့တင်းနေတဲ့ကအချက်တင်နေကြည့်ကြအောင်လားဟုတ်ကဲ့ကောက်ပါတယ်နီးပြရောအတင်းရဲ့သူတို့ပေါ်ထားတဲ့သဘောထားနောက်ရသည့်အစီအစဉ်နေအဲ့ဘာတွေကိုနားလည်အောင်စ조사ကြည့်တာပေါ့လေဟုတ်ပါတယ်ဒီတင်းကြီးနဲ့အတင်းရဲ့တိုက်စစ်မှုရွေးတဲ့မဟာဗျူဟာဘယ်လိုရှိနိုင်မလဲ နောက်ပြီးတော့ကစားသမားတယောချင်းစီရဲ့အခန်းကဏ္ဍအသင်ကဘလို့တံပိုးထားလဲဆိုတာမျိုးတွေအဲ့ဒါတွေခမန်းကြည့်လို့ရနိုင်မလဲလို့မျိုးလင့်ပါတယ်ဗျာကောင်းပြီတော့ဆိုဇီဇီရဲ့ကြောင့်လေးရင်ဆက်လိုက်ကြတာပေါ့တတင်းဒီထဲမှာတော့နီးပြတ်တဲ့အော်မိုရင်ကသူ့ကိုတတော်လီသဘောကြတယ်အသင်မှာဆက်ထားကြည့်မိနေလို့ဆိုနေကြရလေဟုတ်တယ်သူ့ကိုတိုက်စစ်မှုစစ်စစ်တယောက်တည်းအဖြစ်မဟုတ်ဘဲနဲ့လေအမဆယ်လိုမျိုးချိတ်ဆက်ကစားနိုင်တာအဲ့ဒီပစုံတုံးနိုင်တာကိုတံပိုးထားတယ်ဆိုပြီးပြောနေကြတာတွေ့ရတယ်အဲ့ဒါစိတ်ဝင်စားစရာပဲအသင်တောင်းရင်ရှိတဲ့သူတွေဘက်ကလည်း zisi ga la me ya di ma tu a ye chin a phi wa phya bi ro po do tan la me lo yong ji mu shi ni ja bon ba ya mm a thu de phin ho new ka sen na pwe a bi ma tu ka sa mong po bi a ya sia phit la da ko tri phyu mi ja de lo phop ya tha de le so ro tu ye a di ga a tha cha a tin ga tan pho tha de a pai ga go ri ti ya sa twin da mi o that bon no hop အဲကွင်းလေတောင်ပန်ဇာသမားတွေ ਨੇ ဘောလုံးချိတ်ဆက်မှု ကစားကွက်တိဆောက်တဲ့နေရာမှာပါဝင်နိုင်စွာအဲ့ဒါဖြစ်နေပုံရပဲဒါပေမဲ့လေတိုက်စစ်မှုတယောက်စီကအ धिक လိုချင်တာကဂိုးသွင်းတာမဟုတ်ဘူးလားဆိုတော့ချိဆက်တာကောင်းပေမဲ့ဂိုးမမမသွင်းနိုင်ရင်ကောရေရှိမှအတင်းကတကယ်အားကိုးလို့ရပါမလားဆိုတာမျိုးအဲ့လိုမေးခွန်းလေးတော့ရှိလာနိုင်တယ်နော်မှန်ပါပဲအဲ့ဒါကရောဘလုံးပရိသတ်တွေကြားထဲမှာအမြဲတမ်းပဲဘယ်လိုပြောမလဲညှင်းခုန်နေကြတဲ့အချက်တစ်ခုပေါ့ ဒါပေမဲ့အခုလက်ရှိနီးပြရဲ့ကစားကွက်ပေါ်မှာတော့စဉ်စဉ်လို့ခြေဆက်ပြင်းနိုင်တဲ့ကစားသမားရဲ့တန်ဖိုးကိုပိုပြီးမြင်နေပုံရတယ်ဗျာ။အင်းအင်းကိုသွင်းတဲ့ point ကတော့ဟုတ်တယ်။တိုးတက်လာဖို့လိုမှာပေါ့။ဒါပေမဲ့သူ့ရဲ့ပက်ဆုံသုံးနိုင်မှုကအသိတော်အခုလောလောဆယ်မှာအရေးပါနေတယ်လို့သူတို့ယူဆထားကြပုံပဲ။အဲ့ဒီတော့စင်စီလီရဲ့အခြေအနေကတော့အကောင်းဘက်ကိုသွားနေတယ်လို့ပြောလို့ရပါပဲ။ ိုင်လန်ကြတော့ဘလို့ဖြစ်နေလဲသူ့ကိုအီတာလီကလပ်တွေကစိတ်ဝင်စားတယ်။နွေရာသီမှာအသင်းကနေအင်္ဂါနေ့ထွက်ဖို့ကပို့ပြီးတော့လက်တွေ့ကြမယ်ဆိုတဲ့သတင်းတွေကတော်တော်လေးထွက်နေတယ်နော်။ဟုတ်ပါတယ်။သူ့ကိုတိုက်ရိုက်ကြည့်ရောက်ထုတ်ဖို့ကအသင်းအတွက်ငွေရေးကြေးရရနည်းနည်းအချက်ခဲရှိနိုင်ပုံရတယ်။အော်ဟုတ်လား။သူ့ကိုဝေဒါရဲ့တံပိုးရှိတယ်လေစရင်ဘော်ကတံပိုးပေါ့။အဲ့ဒီထက်နေတဲ့ဈေးနဲ့ရောင်းလိုက်ရင်အသင်းရဲ့စရင်စရာမှာအရှုံးပြတာမျိုးဖြစ်နိုင်တယ်ဆိုတော့လေ။အဲ့ဒါကြောင့်အငားချတာက ပို့ပြီးတော့ဖြစ်နိုင်ချေများတယ်လို့သုံးသပ်နေကြတာဒါပေမဲ့အံ့ဩစရာလို့ပြောရမလားတရင်နေတမ်းမှာပါနေတာကလေအသင်းကတိုက်စစ်မှုအတိရှိုင်းတောင်မှခွိုင်းလိုက်ရဲ့ကစားဟန်မျိုးကိုလိုချင်နေတော့မဲဆိုတာမျိုးဟုတ်တယ်အဲ့ဒါပဲသူ့ကိုအငားချဖို့စဉ်းစားနေချိန်မှာသူ့ကစားဖို့မျိုးကိုလိုချင်နေဆိုတော့နည်းနည်းလေးဘလူးကြီးလည်းမသိဘူးအဲ့ဒါကတကယ်အတိကအချက်ပဲဆိုလိုတာကအသင်းကပြိုင်ဘက်ခံစစ်ကြောင်းနောက်ကိုပြေးထွက်တာမျိုးဟွန်း ဘေးတိုက်ပြေးလိုင်းတဲ့ channels တွေတဲ့ပြေးဝင်တာမျိုးဘောလုံးကိုအဲထိမ့်ပြီးတော့တိုက်စစ်မှာချိန်ဆက်ဖို့ကြိုးစားတာအချိန်ကိုက် penalty area တွေဝင်ရောက်တာအဲ့လိုမျိုးတွေလွတ်နိုင်တဲ့တိုက်စစ်မှုကိုလိုချင်နေတော့ပဲဆိုတဲ့သဘောပဲဟုတ်ကဲ့ပိုပြီးထီရောက်နောက်ပြီးတော့ပိုပြီးဂိုးသွင်းသေးချတဲ့သူကိုလိုချင်တာဖြစ်နိုင်တယ်လို့ကျွန်တော်တော့ထင်တယ်။ဒါဆိုရင်တော့အတင်းရဲ့မဟာဗျူဟာကတော်တော်လေးပုံပေါ်လာတယ်လို့ပဲနော်။ ဇီဇီကိုတော့သူ့ရဲ့ဘတ်ဆုံတုံးနိုင်မှုရဲ့ချိတ်ဆက်ကစားနိုင်စွမ်းရည်ကြောင့်အတင်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ဆက်ထားမယ်ဟုတ်လောက်တယ်ဟွိုင်းလန်ကိုတော့ငားချလာဖြစ်ဖြစ်အချီနေပင်းရဲ့ရောင်းထုတ်ပြီးတော့သူလောက်ပြဖို့ကြိုးစားနေတဲ့ကစားဟန်မျိုးကိုပိုကောင်းအောင်ပိုပြီးကိုတင်းတေချအောင်ကစားနိုင်မဲ့တိတ်စစ်မှုတယောက်ရှာမယ်အဲ့လိုမျိုးဖြစ်စင်နေပုံမယ်နော်အချမ်းမင်းအားဖြင့်တော့ဒီလိုကော့ချက်ဆွဲလို့ရနိုင်ပါတယ်ဗျာဇစ်စီရဲ့တိုးတက်မှုအပေါ်မှာမျောလင်းချက်ထားရမယ်အနေထားပေါ့อืมတစ်ဖက်မှာလဲဟွိုင်းလန်ရဲ့နေရာအတွက် အတင်းလိုချင်တဲ့ကစားဟန် profile ကို ပိုင်ဆိုင်ပြီးလက်ရှိ Huailand ထပ်ပို့ပြီးတော့အဆုံးသတ်သေးကြရင် ပို့ပြီးတင်ငင်တဲ့ကစားသမားကို ရှာဖွေဖို့ကအဓိကဦးစားပေးဖြစ်လာနိုင်တယ်။ဟုတ်ပါပြီ။ဆိုတော့ဒီအချိန်ထဲမှာ Huailand ကိုသူ့ရဲ့အတွေ့အကြုံရောတိုးတက်မှုအတွက်ရောအငားလွတ်လိုက်တာကအလုံးအတွက်လက်တွေ့အကျဆုံးဖြေရှင်းနေဖြစ်လာမှကြီးများတယ်ကိုမြင်တယ် အားလုံးကိုခြုံငုံပြီးပြန်ကြည့်ရရင်တော့ဇီဇီက United ရဲ့လာမယ့်ရာသီအဆီဇင်တွေမှာနေရာထုတ်ခုရဖို့အလားအလာကောင်းနေတယ်။ Highland ရအတင်းသွင်းအနာဂတ်ကတော့မသိမချာဖွင့်နေစေ။အငားထုတ်ဖို့လမ်းကပို့ပြီးပွင့်နေတယ်ဒီလိုဆိုနိုင်မလား။ဟုတ်ကဲ့။အနစ်ချုပ်ရရင်တော့အဲ့တိုင်ပါပဲ။ United ထားဇီဇီရဲ့အလားအလာရှိတဲ့တိုးတက်မှုကိုအားကိုးရမယ့်အခြေအနေမှာရှိနေတယ်လို့တစ်ဖက်မှာလည်းနီးပြလိုချင်တဲ့ Highland ပုံစံကစားနိုင်ပြီးဂိုးတွင်းနှုံးမှာစိတ်ချရတဲ့တိုက်စစ်မှုရှာဖွေရေးဆိုတဲ့ ်တော်ခချဲရဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်နေရပါလိမ့်မယ်။အင်းစိန်ခေါ်မှုတခုပေါ့နော်။ဟုတ်ကဲ့ဒီနေရာမှာမန်ကန်နဲ့ကစားသမားကိုခေါ်ယူနိုင်မလားမနိုင်ဘူးလားဆိုတာကလက်မဲ့ရသည့်အသင်ရဲ့တိုက်စစ်ပိုင်ဟန်ချက်ညီမှုနဲ့အောင်မြင်မှုအတွက်အဆုံးဖြတ်ချေလာနိုင်တယ်ဗျာ။တကယ်စိတ်ဝင်စားစရာကောင်းတဲ့ဆွေးနွေးမှုပါပဲ။နောက်ဆုံးအနေနဲ့လေပရိသတ်တွေစဉ်းစားစရာလေးတစ်ခုခြံခဲ့ချင်တာကတော့အကေရွေ့မြပေါ့ဗျာ။အသင်းကသူတို့လိုချင်နေတဲ့အဲ့ဒီ white land ပုံစံအပြင်ဂိုးဘတေချာတွင်နိုင်မဲ့တိုက်စစ်မှုကိုအပြောင်းအရွှေ့ရှေ့ကွက်ထဲမှာရှာမသွေခဲ့ရင် ဟုတ်ဘရမမူဇီဇီရဲ့တိုးတက်မှုကမျောလင့်ထားတလောက်ဖြစ်မလာခဲ့ဟိုခွိုင်းလန်းကိုအငားချလိုက်ချက်ဆုံးဖြတ်ချက်က နောင်တရာစရာများဖြစ်လာအောင်မလားအဲ့ဒါလေးစဉ်းစားစရာပေါ့